ရင်းနှီးမြှုပ်နှံမှုခေါ်ရင်ကောင်းလားမကောင်းလားဆိုရင်မေးခွန်းဖြစ်လာဆိုတော့ရင်းနှီးမြှုပ်နှံမှုခေါ်ရင်အာ share ခေါ်ရပေါ့ဗျာ share ခေါ်ရင်အဆင်ပြေမှာလား share ခေါ်ရင်ဘာဖြစ်သွားမှာလဲအာ share ခေါ်ရင်လုံရင်ပိုတိုးတက်လာမှာဆိုရယ်ကိစ္စဒီကနေစပြောအောင်အဲ့တော့ပထမဆုံး share ခေါ်ရင်ချင်းသေးတယ်ကိုယ်လုံရင်လို့တက်တဲ့ပြင်ငွေရှင်တယောက်ယောက်လား ငွေရှင်တယောက်ယောက်လာဖြစ်တဲ့အတွက်လုပ်ငန်းကိုပထမဆက်စကျင်တော့တရားရဟန်းလုံးကိုကပိုင်ပေမဲ့ကိုနဲ့ငွေရှင်နဲ့အဲ့တရားရဟန်းကိုခွဲပြီးပိုင်ရဖြစ်နိုင်အဲ့ဒါနဲ့အတူတူဘာဘာဆက်ဖြစ်လာလဲဆိုတော့လုပ်ငန်းကိုထိန်းချုပ်နိုင်မှုကြာလာအဲ့တော့လုပ်ငန်းပိုင်ဆိုင်မှုကြာတာရဲ့အောက်မှာဘာဆက်လာလဲဆိုတော့ဒီလုပ်ငန်းရှင်ကဟိုဘက်ကငွေရှင်ပါနော်ငွေရှင်နဲ့လုပ်ငန်းရှင်ရှိအောင်အဲ့ share ခေါ်လိုက်ရင် share ရရင်ခိုးလုပ်ငန်းကိုကတရားရဟန်းလုံးမပိုင်တော့သလိုတရားရဟန်းလုံးထိန်းချုပ်လို့မရအောင်နောက်ပြဿနာကဘာဖြစ်တာလဲဆိုတော့ဒီနေ့ပတ်စံရပြီးွားရင် လောက်ခုံရင်အမြတ်ပေးရမယ်။လောက်ခုံလုံးအမြတ်ပေးရနောက်3လကြာရင်ပေးရမယ်။မပေးရရင်နောက်6လကြာရင်ပေးရမယ်ပေါ့။အဲ့ဒါအိတ်ဖီအားကအချွေးယူထားသလိုပဲများတယ်။နောက်တစ်ခုကကျတော့အရင်းနှီးပြန်ထုတ်တဲ့အချိန်မှာဖီအားများတယ်။ပြီးတော့ investor နဲ့ business owner လုပ်ငန်းရှင်နဲ့ငွေရှင်ကြားမှာအငင်းပွားမှုတွေအများကြီးရှိတယ်။